ဆီယမ်မဟန်ဆောင်ပြီးတရဲရီကကလေးရီနဲ့လာကစားလို့ပြေးလိုက်ရတဲ့ဒိုင်းစီဒီယာကြောင့်အားလုံးမင်္ဂလာပါမင်းနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါလက်ရှိမှာဒိုင်းစီဒီကပရလောကဖြစ်ရတွေကြောင့်နိုင်ငံတကာကြံတခုပိတ်လိုက်ရရဆိုတဲ့သတင်းတွေကလူပြောများနေပါ යි ကလေးရီပညာသင်ကြားနေပါ යි ကလေးရီပညာသင်ကြားဖို့အတွက်တိန်းထောင်ချီယင်းဤကတိုင်းစီတီတဲက6တက်အစာအုပ်ကိုငှားပြီ ကိုပိုင်ကြောင်းဖိငဲ့ပေမဲ့မြေအပ်မမြေအပ်ပုံကိုယ်ရေကြောင့်ငားရန်ကအဆုံးခံပြီးပြေးလာရတဲ့အကြောင်းကိုတောင်းတီထောင်သူတယောက်က2025အတိုဘာ16ရက်နေ့မှာဆိုရှယ်မီဒီယာကနေခုလိုပြောပြလာခဲ့ရပဲဖြစ်ပါတယ်သူမ၏ပြပြချက်အရတော့တောင်းဖောင်နာများစီးပွားရေးလုပ်ငန်းရှင်များအစာအုပ်တွေငားမယ်ဆိုမြေအပ်မမြေအပ်ကိစ္စတွေတိကျစီစစ်သတိထားရွေးချယ်ကြပါကျမတို့တိန်းထောင်ချီအကုန်ခံပြီးမှအဆုံးရှုံးခံရတယ်လို့မဖြစ်ပါစေနဲ့ ကိုကခေပညာတက်ဖို့အယုံကြည်မရှိဘူးလောက်ချကမှမယုံလို့မရတဲ့အခြေအနေမျိုးကြုံလာရင်ကိုပဲဆုံးရှုံးရမှာပါ။ယုံနာမယုံနာတပိုင်းအဆအဆအရာရာတတိထားတာကဘာမှအကျိုးမရောက်စေပါဘူး။ ကျမလည်းဓာရီယုံနာမယုံနာချက်ကိုကိုကို distract မလုပ်နိုင်ဘူးကိုရဲ့စိတ်ဆန်းအားသူတို့အပေါ်ထားရှိရဲ့မြစ်တာတွေလူတွေအပေါ်မလင်ညာမယုံမှာဘူးတာတွေကိုကိုချင်းသီလာတွေကိုအယုံလွန်ခဲ့ပြီးကောင်းမမာနဲ့တိန်းထောင်နေချီလှုပ်ချခဲ့မိရဲ့အမားတွေလှုပ်ခဲ့ဘူးလို့ကြောင်းအဆအူရှာနေရဲ့ပေါင်နာတွေကိုအချိန်အင်အားငွေကြီးမဆုံးရှုံးသေးကြလို့တတိပေးယုံမှာပဲဆိုပြီးတင်လာခဲ့တာပါစိတ်ဝင်စားတဲ့သူတွေကိုလိုက်မေးကြည့်ရဲ့ခါမှသာကျမအနေနဲ့ဒီလိုပရလောကကိစ္စရက်တွေကိုအယုံမှာရှိခဲ့မိရပါ အဲ့ဒီနေရာမှာကပညာရေးပိုင်းတည်တံ့ဖွင့်နေကြတော့တာမန်လို့ပဲထင်နေကြတာပရလောကသားရီနဲ့ပွတ်တိုက်မှုကြောင့်ရတော့မှထိုင်းစီတီစောက်တော်ကသတင်းတွေကိုပြန်ပြီးလှန်လို့ရှာခဲ့မိရဲ့ဒီတော့မှအရင်ကြံတော့အဟောင်းကြီးကိုစောက်ထားကြောင်းအချောင်းလန့်ကြံကြောင်းသိခဲ့ရတာပါဒါတော့မှကုန်ထားတာတွေကိုနှမျောပြီးမပြောင်းသေးဘူးလို့စဉ်းစားမိပါ යි ဒါပေမဲ့လည်းအဖက်ဖက်ကစဉ်းစားသုံးသပ်ပြီးရဲ့နောက်မှာတော့မဖြစ်သင့်ဘူးအဖြေထွက်ပြီးပြောင်းခဲ့ရတာပါပို့ကျင်ထားတဲ့သူရဲ့ဝိညာဉ်ချက်အရဆိုရင်တော့ပရလောကသားတွေကသူဖိနှားရဲ့အကြောင်းမှာဝိညာဉ်တွေဆရာဆရာမတွေနဲ့ရုပ်ရည်အတိုင်းတူပါပြီးခွင့်ယူထားတဲ့ဝိညာဉ်တွေမလာရင်နေဆိုရင်အဲဒီဝိညာဉ်ပုံစံဟန်ဆောင်ပြီးပုံမှန်သွားလာလှောက်ရှားနေရမျိုးကလေးတွေနဲ့လည်းဆရာမဟန်ဆောင်ပြီးအကူလိုက်ဆောင်နေရမျိုးမကြာခဏတွေ့နေရတာပါလူတွေကတော့အနောက်ရှက်မပေးဘဲဝိညာဉ်တွေရဲ့ပုံအတိုင်းတူပါပြီးပြုမှုလှောက်ရှားလာကတော့ အချားဝိနန်းတွေចောင်းသားတွေထင်ရောက်ထင်မှာမဖြစ်စေပဲရှိပြီးဓလိကားတွေမှာလူမပါပဲအလိုလိုတက်သွားဆင်းသွားတာတွေအနောက်မှာတယောက်ယောက်ပါတလူလုံးနဲ့ဆင်းကာနီမှာပျောက်သွားတာတွေလည်းမကြာခဏကြုံနေကြသူတွေကလည်းရှိရကိုသိခဲ့ရပါတယ်။တမိုင်းနောက်ခံညာတော့ ကျန်တော်တုတ်တံမြေဟောင်းရန်ကုန်မြို့တိုင်းစီးတီဒီနီယာဟာမတီဆောက်ခင်ကကားပွဲစားတန်းဖြစ်ခဲ့ပြီးအဲ့ဒီမတိုင်ခင်ကတော့ရာစုနှစ်ပေါင်းများစွာရန်ကုန်တမြို့လုံးကလူတွေကိုရန်ကုန်တမြို့လုံးကလူတွေကိုတကြွရနမည်ကြီးကျန်တော်တုတ်တံဟောင်းကြီးဖြစ်ခဲ့ပါသည်1996ခုနှစ်မှာတော့အစိုးရကကျန်တော်တုတ်တံကိုတလအတွင်းအများဆုံးပြောင်းရွှေ့ခိုင်းခဲ့တဲ့တမိုင်းအကြောင်းရှိခဲ့ပါသည်ထို့ချိန်မှာခုံမရတဲ့ညောင်မင်းကြီးလက်ရှိခဲ့ပြီးအရန်ကိုကြမ်းတမ်းခဲ့တဲ့ဖြစ်ရပ်တွေလည်းများစွာရှိနေရကိုသိခဲ့ရပါသည် ဒါကြောင့်အခုကြောင်းပိတ်လိုက်ရတဲ့ဖြစ်ရဟာကြံတော်တုတ်တန်ကိုအလင်းမြန်ရွှေ့ပြောင်းခဲ့ရတဲ့အတွက်တုတ်တန်တွေကပရလောကသားတချို့ဟာအစ်စ်ပြောင်းရွှေ့ခဲ့တဲ့ထိန်ပင်နဲ့ရေဝေးတုတ်တန်တွေကိုလိုက်မပါပဲကြံတော်မီဟာမှကြံနေရခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါ යි အခုလိုဆီယမဝီနန်းရောင်ဆောင်ကလေးတွေနဲ့လာစွာတက်တဲ့ပရလောကသားတွေကြောင့်ပြောင်းပြေးရတဲ့အပေါ်ပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှိအဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် ကားနဲ့ဆိုင်ကယ်ကိုတိုက်မိပြီးကားတွင်ညိပါသွားတဲ့အမျိုးသမီးကိုလူရှင်းတဲ့အထိမောင်းတဲ့သွားပြီးဆွန့်ပြေးခဲ့တဲ့ကသမအလုံးမင်းမီလာပါမင်းနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါမန္တလေးပသိမ်ကြီးမြို့နယ်မှာအော်တိုဘာ16ရက်ည9:00နာရီခန့်ကကားနဲ့ဆိုင်ကယ်တိုက်မိုးဖြစ်သွားခဲ့ပြီးကသမတိုက်ပြီးထွက်ပြေးရာအတိုက်ခံရတဲ့မင်းကလေးငယ်လေးကားမှာညိပါသွားတဲ့ဖြစ်ရပ်တစ်ခုဖြစ်သွားခဲ့တာပဲဖြစ်ပါပသိမ်ကြီးမြို့နယ်စကူလန်ပသိမ်ကြီးဆိုင်ပုတ်အနီးမှာပဲမော်တော်ကားကဆိုင်ကယ်အားတိုက်ပြေးရာ ဆိုင်ကယ်စီးသူအမျိုးသမီးကတော့ကံမကောင်းစွာနဲ့ဆိုင်ကယ်သာကျန်ခဲ့ပြီးကားအောက်မှာညက်ပါသွားတယ်လို့ဘေးမှာမျက်မြင်သူများကပြောကြတာကြောင့်အမျိုးသမီးလူနာကိုမီးစလိုက်များနဲ့လိုက်လံရှာဖွေခဲ့ကြတော့လေအနီးနားမှာမတွေ့ရှိရပဲတွေးစာများသာတွေ့ရကြောင်းသိခဲ့ရပြီးနောက်မှာတော့ဆိုင်ကယ်ကိုတိုက်ပြီးရဲ့အင်ဂျီကားဟာကားအောက်လူညက်ပါလာတာကိုရက်မပေးပဲဆက်လက်မောင်းပြေးပြီးလူသူကင်းရှင်းတဲ့နေရာမှာကားအောက်ညက်ပါလာတဲ့လူကိုဖြုတ်ယူကကားနောက်ဖုံးနဲ့ထဲ့တဲသွားပြီးနောက်လမ်းပေးမှာဆွန့်ပစ်ခဲ့တာဖြစ်ပါတယ် နောက်မှာတော့ဝိုင်းဝင်းရှာဖွေကြသူတွေကဂန်းကော်အထည်ချုပ်ဆက်ယုံနာမှာအမျိုးသမီးလေးကိုတွေ့ရှိခဲ့ကြပြီးတွေ့ရှိချိန်မှာမတည်သေးကြောင်းသိရပါတယ်။ကုညီအဖွဲ့တွေကမန္တလေးပြည်သူစေယုံကြီးတို့ပို့ဆောင်ပေးခဲ့ပြီးအနီရောင် အစင်းရှိနေတဲ့အမျိုးသမီးလေးကိုဦးကောက်တက်မှန်ရိုက်ပြီးလိုအပ်တဲ့ကုသမှုများပြုလုပ်ပေးလျက်ရှိရလို့ဆိုထားတာတွေ့ရပါတယ်။အဆိုပါအမျိုးသမီးလေးရဲ့ဖြစ်စဉ်ကိုတွေ့မြင်လိုက်သူက အိမ်စီကအဖြူရတစီကားရက်ကကားအောက်ကမင်းကလေးကိုကားနောက်ဖုံးနေရွှေပြောင်းနေရမြင်တွေ့ကြောင်းပြောခဲ့တာဖြစ်ပါတယ်။အဆိုပါအမျိုးသမီးလေးရဲ့ဆွေမျိုးတော်ဆက်သူတူပါလို့ပြောထားတဲ့အကောင့်တစ်ခုကတော့သူမရဲ့အလောင်းတွေ့ရှိပြီလို့ပြောထားတာတွေ့ရပေမဲ့ကုညီပေးခဲ့တဲ့အတင်းကတော့စီးယုံကြီးမှာအနီရောင်အစီကုတာပေးနေရလို့ပဲပြောထားတာတွေ့ရပါတယ်။တချို့ကတော့အတိုက်ခံရသောအမျိုးသမီးမှာကားအောက်မှာအတန်ကြာတရွတ်တိုက်ဆွဲခံရတဲ့ဒဏ်ရာဖြစ်ဆုံးပါသွားခဲ့ပါပြီလို့လည်းပြောနေကြတာဖြစ်ပါတယ်။လက်ရှိမှာအဆိုပါအင်စီကနဲ့ ကားပေါ်ပါတဲ့သူတွေကိုရှာဖွေနေကြပါ යි ဆိုင်ကယ်ကိုတိုက်ပြီးကားအောက်လူညက်ပါတာကိုမရက်ပေးပဲမောင်းပြေးတဲ့ကားဟာအဖြူရောင်ဒွညိုတာမတ်တူးအမျိုးအစား 3J 1013ကားဖြစ်တယ်လို့သိရပြီးအ мян ဆုံးဖမ်းမိစေရန်ဝိုင်းဝင်းမြဝေတရင်ပေးဖို့ကြဖို့တောင်းဆိုနေကြပဲဖြစ်ပါ යි အခုလိုလူမဆန်တဲ့လောက်ရကိုအကြင်ကြိမ်ပြုတ်လောက်သွားရင်ကားစရာလဲအ мян မိပါစေအဆုံးတိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် ဆီယမ်မဟန်ဆောင်ပြီးတရဲရီကကလေးရီနဲ့လာကစားလို့ပြေးလိုက်ရတဲ့ဒိုင်းစီဒီယာကြောင့်အားလုံးမင်္ဂလာပါမင်းနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါလက်ရှိမှာဒိုင်းစီဒီကပရလောကဖြစ်ရတွေ့ကြောင့်နိုင်ငံတကာအကြံတခုပြေးလိုက်ရရဆိုတဲ့သတင်းတွေကလူပြောများနေပါကလေးရီပညာသင်ကြားနေပါကလေးရီပညာသင်ကြားဖို့အတွက်တိန်းထောင်ချီရင်းနှီးကဒိုင်းစီဒီတဲ့က၆တက်အစာအုပ်ကိုငှားပြီး ကိုပိုင်ကြောင့်ဖိနှိပ်ပေမဲ့မြေအပ်မမြေအပ်ပုဂ္ဂိုလ်တွေကြောင့်ငားရန်ကအဆုံးခံပြီးပြေးလာရတဲ့အကြောင်းကိုကျောင်းတီထောင်သူတယောက်က2025အတိုဘာ16ရက်နေ့မှာဆိုရှယ်မီဒီယာကနေခုလိုပြောပြလာခဲ့ရပဲဖြစ်ပါတယ်သူမရဲ့ပြပြချက်အရတော့တောင်းပေါနာများစီးပွားရေးလုပ်ငန်းရှင်များအစာအုပ်တွေငားမယ်ဆိုမြေအပ်မမြေအပ်ကိစ္စတွေတိကျစီစစ်တတိထားရွေးချယ်ကြပါကျမလိုတိန်းထောင်ချီအကုန်ခံပြီးမှအဆုံးရှုံးခံရတယ်လို့မဖြစ်ပါစေနဲ့ ကိုကခေပညာတက်ဖို့အယုံကြည်မရှိဘူးလို့ထားကမှမယုံလို့မရတဲ့အခြေအနေမျိုးကြုံလာရင်ကိုပဲဆုံးရှုံးရမှာပါ။ယုံနာမယုံနာတစ်ပိုင်းအဆောင်အအရာရာတတိထားတာကဘာမှအကျိုးမယုံစီပါဘူး။ကျမလည်းဒါရီယုံနာမယုံနာထက်ကိုကိုကို distract မလုပ်နိုင်ဘူးကိုရဲ့စိတ်ဆန်းအားသူတို့အပေါ်ထားရှိရဲ့မြတ်တာတွေလူတွေအပေါ်မလင်ညာမယုံမှာဘူးတာတွေ ကုကိုချင်းသီလာရီကိုအယုံလွန်ခဲ့ပြီးကောင်းမမာနဲ့တိန်းထောင်နေချီလှုပ်ချခဲ့မိတဲ့အမားရီလှုပ်ခဲ့ဘူးလို့ကျောင်းအဆအဦးရှာနေရဲ့ပေါင်လာရီကိုအချိန်အင်အားငွေကြီးမဆုံးရှုံးသေးကြလို့တတိပေးုံမှာပဲဆိုပြီးတင်လာခဲ့တာပါစိတ်ဝင်စားတဲ့သူတွေကိုလိုက်မေးကြည့်ရဲ့ခါမှသာကျမအနေနဲ့ဒီလိုပရလောကကိစ္စရပ်တွေကိုအာယုံမှရှိခဲ့မိရပါအဲ့ဒီနေရာမှာကပညာရေးပိုင်းတီးတန့်ဖွင့်နေကြတော့တာမန်လို့ပဲထင်နေခဲ့တာ ပြလောကသားရင်းနဲ့ပွတ်တိုင်းမှုကြောင့်ရတော့မှထိုင်းစီတီစောက်တုံးကတရင်တွေကိုပြန်ပြီးလှန်လောရှာခဲ့မိရဲ့ဒီတော့မှအရင်ကြံတော့အဟောင်းကြီးကိုစောက်ထားကြောင်းအချောင်းလန့်ကြံကြောင်းတိခဲ့ရတာပါဒါတော့မှကုန်ထားတာတွေကိုနှမျောပြီးမပြောင်းသေးဘူးလို့စဉ်းစားမိပါ යි ဒါပေမဲ့လည်းအဖက်ဘက်ကစဉ်းစားသုံးသပ်ပြီးရဲ့နောက်မှာတော့မဖြစ်သင့်ဘူးအဖြေထွက်ပြီးပြောင်းခဲ့ရတာပါပို့ကျင်ထားတဲ့သူရဲ့ဝိညာဉ်ချက်အရဆိုရင်တော့ပရလောကသားတွေကသူဖိနှားတဲ့အကြောင်းမှာဝိနန်းတွေဆရာဆရာမတွေနဲ့ရုပ်ရည်အတိုင်းတုပပြီးခွင့်ယူထားတဲ့ဝိနန်းတွေမလာရင်နေ့ဆိုရင်အဲဒီဝိနန်းပုံစံဟန်ဆောင်ပြီးပုံမှန်သွားလာလှူရှားနေရမျိုးခလေးတွေနဲ့လည်းဆရာမဟန်ဆောင်ပြီးအကူလိုက်ဆောင်နေရမျိုးမကြာခဏတွေ့နေရတာပါလူတွေကတော့အနောက်ရှက်မပေးဘဲဝိနန်းတွေရဲ့ပုံအတိုင်းတုပပြီးပြုမှုလှူရှားလာကတော့ အချားဝင်နှန်းတွေចောင်းသားတွေထင်ရောက်ထင်မှမဖြစ်စေပဲရှိပြီးဓာတ်လီကားတွေမှာလူမပါပဲအလိုလိုတက်သွားဆင်းသွားတာတွေအနောက်မှာတယောက်ယောက်ပါတလူလုံးနဲ့ဆင်းကာနီမှာပျောက်သွားတာတွေလည်းမကြာခဏကြုံနေကြသူတွေကလည်းရှိရကိုသိခဲ့ရပါတယ်။တမိုင်းနောက်ခံအညာတော့ ကျန်တော်တုတ်တံမြေဟောင်းရန်ကုန်မြို့တိုင်းစီတီဒီနီယာဟာမတီဆောက်ခင်က ကာပွဲစားတန်းဖြစ်ခဲ့ပြီးအဲ့ဒီမတိုင်ခင်ကတော့ရာစုနှစ်ပေါင်းများစွာရန်ကုန်တမျိုးလုံးကလူတွေကိုရန်ကုန်တမျိုးလုံးကလူတွေကိုတကြွရနမေကြီးကျန်တော်တုတ်တံဟောင်းကြီးဖြစ်ခဲ့ပါပြီ1996ခုနှစ်မှာတော့အစိုးရကကျန်တော်တုတ်တံကိုတလအတွင်းအမြန်ဆုံးပြောင်းရွှေ့ခံခဲ့တဲ့တမိုင်းအကြောင်းရှိခဲ့ပါပြီဒီအချိန်မှာခုံမရတဲ့ညောင်မင်းကြီးလည်းရှိခဲ့ပြီးအရန်ကိုကြမ်းတမ်းခဲ့တဲ့ဖြစ်ရပ်တွေလည်းများစွာရှိနေရကိုသိခဲ့ရပါပြီ ဒါကြောင့်အခုကြောင်းပိတ်လိုက်ရတဲ့ဖြစ်ရဲ့ဟာကြံတော်တုတ်တန်ကိုအလင်းမြန်ရွှေ့ပြောင်းခဲ့ရတဲ့အတွက်တုတ်တန်တဲ့ကပရလောကသားတချို့ဟာအစ်စ်ပြောင်းရွှေ့ခဲ့တဲ့ထိန်ပင်နဲ့ရေဝေးတုတ်တန်တွေကိုလိုက်မပါပဲကြံတော်မီဟာမှကြံနေရခဲ့တာဖြစ်နိုင်တယ်လို့သုံးသပ်ကြပါ යි အခုလိုဆီယမဝန်ထမ်းရောင်ဆောင်ကလေးတွေနဲ့လာစွာတက်တဲ့ပရလောကသားတွေကြောင့်ပြောင်းပြေးရတဲ့အပေါ်ပရိသတ်ကြီးတို့ရဲ့အမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှိအဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်